ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာစီကိန်းတိုင်ပွဲအတွက်အုပ်စုမဲခွဲလိုက်ပါပြီစီကိန်းတိုင်ပွဲမှာအမျိုးသမီးတိုင်ပွဲအတွက်မဲခွဲမှုတွေလုပ်လိုက်တာဖြစ်ပါတယ်အမျိုးသမီးတိုင်ပွဲမှာအုပ်စုတစ်ခုပါပါတယ်မြမလက်ရွေးစဉ်အမျိုးသမီးအသင်းဟာအုပ်စုတက်တဲ့ကိုကြောက်အောင်သွားခဲ့ပါတယ်ခင်ဗျာမြမလက်ရွေးစဉ်အမျိုးသမီးအသင်းကအုပ်စုဘီမှာပါဝင်ပါတယ်အုပ်စုဘီမှာ BNN မြန်မာဖိလစ်ပိုင်မလေးရှားတောက်စုတွေကြောက်အောင်ခဲ့ပါတယ်ခင်ဗျာဒီတော့ဒီအုပ်စုမှာ ။ BNN ကတော့မြမလက်ရွေးစင်မြို့သမီးအသင်းထက်ခေါင်းတလုံးပိုသားတယ်။အုပ်စုဒုတိယနေရာတော့ဖိလစ်ပိုင်နဲ့အဓိကအတန်ရအောင်ရှိပါတယ်ခမညမလေးရှားကိုတော့မြမအသင်းကလွယ်လွယ်ကူကူအနိုင်ရဖို့ရာခိုင်နှုန်းများပါတယ်။ Group A ဘက်ကိုကြည့်လိုက်ရင်တော့ Thai, Cambodia, Singapore, Indonesia ကိုတုံးစုရဲကြပါတယ်။အုပ်စုအနေထားအရာ Indonesia ကအုပ်စုဒုတိယဖြစ်ပြီးတော့ Ancient Thai ကအုပ်စုပထမဖြစ်သွားဖို့ရာခိုင်နှုန်းများနေပါတယ်ခမညဟုတ်ကဲ့အုပ်စု B မှာ မြမအသင်းအနေနဲ့အုပ်စုဒုတိယနေရာကိုပဲအဓိကလူရအောင်ရှိပါတယ်။ဒီတော့စမီပိုင်နယ်ကိုတက်ရင်အင်ရှင်ထိုင်းနဲ့တွေ့ဖို့ရာခိုင်နှုန်းကအရန်များနေတယ်ခမ냐။ဒီနေရာမှာဖိလစ်ပိုင်ကိုကြော်နိုင်မှုကလည်းအရေးကြီးပါတယ်။ဘာကြောင့်လဲဆိုတော့ဖိလစ်ပိုင်ဟာအခုနောက်ပိုင်းမှာနိုင်ငံရရှိစီကမွေးစားသမီးတွေကိုခေါ်ယူပြီးတော့အသင်းကိုဖွဲ့စည်းတည်ထောင်လာလို့ပဲဖြစ်ပါတယ်။ FIFA ကလည်းခွင့်ပြုထားတယ်။ဒီနိုင်ငံကအမျိုးသမီးတူဒါမှမဟုတ်အမျိုးသားတအုပ်နဲ့ ကျန်းနိုင်ငံကအမျိုးသားသုံးဖို့အမျိုးသမီးတူအိမ်တော်ကြတဲ့ကလေးဟာမွေးလာရင်တခြားနိုင်ငံကိုကိုစားပြုခွင့်မရှိရင်ဒီနိုင်ငံကိုကိုစားပြုခွင့်ရှိတယ်လို့ခွင့်ပေးထားတဲ့အတွက်အဲ့ဒါတွေကိုဖိလစ်ပိုင်တို့ဗီယက်နမ်တို့ထိုင်းတို့ကတော်တော်လေးကိုအသုံးချလာတာကိုတွေ့ရပါတယ်ခင်ဗျထိုင်းတို့ဗီယက်နမ်တို့ဆိုရင်လေဘရာဇီးကမွေးစားသားတွေမွေးစားသမီးတွေကိုထဲ့ကန်တာတွေရှိလာပါတယ်ဖိလစ်ပိုင်ကတော့နိုင်ငံရေးအရှစီမှာဖိလစ်ပိုင်သူတွေတော်တော်များအိမ်တော်ကြနေတယ်အဲ့ဒီကမွေးသားပေါက်ထားတွေကလည်း သူတို့ကနိုင်ငံခြားဘောလုံးအကယ်ဒမီတွေမှာတော်တော်လေးကိုနေရာရနေပြီဒီတော့ဒီကလေးတွေကိုနိုင်ငံလေရွေးစဉ်နဲ့စူးစီးတဲ့အချိန်မှာခေါ်ယူပြီးတော့ထည့်သွင်းကစားစီတာဖြစ်ပါတယ်ခမညဟုတ်ကဲ့မြန်မာလေရွေးစဉ်အမျိုးသမီးအသင်းဟာဖိလစ်ပိုင်ကိုကျော်ဖြတ်နိုင်မှုအရေးကြီးပါတယ်စီးကဲအမျိုးသမီးအုပ်စုပြိုင်ပွဲတွေကိုထိုင်းနိုင်ငံရှွန်ဘူရီမြို့မှာကျင်းပမှာဖြစ်ပါတယ်ခမညဒီဇင်ဘာ၄ရက်နေ့ကနေ၁၇ရက်နေ့ထိကျင်းပသွားမှာဖြစ်ပါတယ်မြန်မာလေရွေးစဉ်အမျိုးသမီးအသင်းနေနဲ့ အုပ်စုအဆင့်ကိုကျော်လွန်ပြီးသမိပိုင်နယ်ကိုတက်အောင်နိုင်ပါစေလို့ဒီနေ့အားနေဆုတောင်းပေးလိုက်ပါရခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ